ားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာကနခုရေးတာတဲ့အမေ့အစွဲလန်းဆိုတဲ့ဝိထုတိုလေးကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင် ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်စင်ရတော်မိပါများသည်မိမိတို့၏ဝမ်းစာရေးအတွက်နေမအားညာမအားကြိုးပမ်းရှာဖွေကြရသဖြင့်သားသမီးတို့၏ပညာသင်ကြားရေးနှင့်လိမ္မာပါနဲ့သောလူမှုရေးတို့တွင်ဝန်ဆက်နိုင်ရေးအတွက် တာဝန်ပြက်ကွက်တတ်ကြသည် တခါတရံမက များစွာသောအချိန်များတွင်ပင်မိဘလှုပ်အားတဲ့သို့သားသမီးများကိုပါယူဆောင်ဆွဲသွင်းပြီးလှုပ်အားပေးစေသဖြင့်အထက်ကဆိုခဲ့သောပညာသင်ကြားရေးနှင့် လူမှုရေးတို့အတွက်ပို၍မျှော်လင့်ချက်မရှိအောင်ဖြစ်ခဲ့ရတော်သည်ကျွန်တော်ចောင်းသားအွေရောက်သောအခါမိဘနှစ်ပါးသည် အစင်းရဲဆုံးအချိန်ပင်ဖြစ်သည်ရခင်ကစံကြီးကနာကြီးဖြင့်ထိန်းနေခဲ့သည်ဆိုသော ကျွန်တော်မိဘများသည်ချစ်တီးငွေတိုးစနစ်ဖြင့်လေငါလှုပ်ခဲ့ရမှအိမ်ဆိုင်ကြီးပါ ပြုတ်ခဲ့သည်အမေသည်ကြားကောင်းလက်ကောက်ကြီးကိုငါးခွေခြောက်ခွင်းထိဝစ်ဆင်ခဲ့သည်ဟုဆိုသည်ယခုတော့ကရခိုင်ကရွှေတီးဆောင်းခဲ့သောဘဝသည်ယခုပိန်းယိုးပင်ဆောင်းเสียမှရှိပါအိမ်ကြီးရခိုင်ကိုရောင်းချပြီးချမ်းငယ်တစ်ခုဝဲကဝါအိမ်ကလေးဖြင့်ကျွန်တော်တို့ဆက်လက်နေထိုင်ကြရသည် အမေနှင့်အဖေသည် မြမလက်လို့မုံများကို တပင်တပန်းလောက်ကန်ကြပြီးဈေးတဲ့သူတွားရောက်ကြရသည်တို့ရတွင်ကျွန်တော်မိဘများသည်တားငယ်များကိုပညာသင်ကြားရေး၌မပြတ်မကွက်စေခဲ့ပါသူတို့ပင်မန်းသည့်ခြားက ကျွန်တော်တို့ညီကို၃ယောက်ကိုចောင်းထားပေးလေသည် ကျွန်တော်အကိုကြီးကခொနှစ်တန်းကចောင်းထွက်လိုက်ပြီးဗဒိန်အလုတ်ကိုလုံနေပေပြီတို့ရတွင်ညီငယ်သည်မူလာရန်လွန်တွင် ကျောင်းထွက်ခဲ့၏ကျွန်တော်ကအထက်တန်းပညာထိသင်ကြားခဲ့ရသည်မိဘကျေးဇူးပေတကားတားရီမင်းကမြန်မာစာတော်တယ်လို့မန်းငွေမီတို့ကပြောတယ်ဟုတ်သလားအမေသည်တစုံတရာကိုဝမ်းသာမျှော်လင့်တကဲ့သို့မေးရှာသည်ဟုတ်တယ်အမေကျွန်တော်မြန်မာသာဆိုရင် ကိုနဲ့ဆယ်နဲ့မှာဘိုးပါပဲကျွန်တော်ကဝမ်းသာစွာဖြေကြပါ၏ကျွန်တော်မကြွားခဲ့ပါထိုစဉ်ကကျွန်တော်ကိုနိုင်တော့ ကျောင်းသားဟု၍မြမာစာ၌မရှိခဲ့ပါကျွန်တော်သည်သိပ္ပံမောင်ဝဤအရေးသားကိုသဘောကျခဲ့ပြီးကိုဟံကိုအရေးသားတစ်မျိုးဖြင့်ကြိုးပမ်းခဲ့ပါသည်ကျွန်တော်သည်ကျွန်တော်မြမာစာတော်၍အမေဝမ်းသာသဖြင့်ပီတိဖြစ်နေစဉ်နောက်ထပ်အမေစကားတစ်ခွန်းကြောင်းဟိုက်ခနေမျက်လုံးပြူရကြတော့သည်음ငါသားငါသားမြမာစာတော်ရမှာပဲလေမောက်တောင်းရွှေရဲ့ဗေဒင်နဲ့လက္ခဏာက တိတ်မှန်နေတာကိုကွယ်ဗျာအမေဘာပြောလဲထူးဆန်းသောအမေစကားကြောင့်မေးရပြန်သည်ဒီလိုကွယ်ငါသားမင်းငယ်ငယ်ကအမေအိမ်မက်မှတ်တယ်မင်းဟာအရွယ်ရောက်လာတဲ့အခါအင်မတန်ကြီးကျယ်တဲ့ဘုန်းကြီးเจ้าမှာဆရာတော်ကြီးဖြစ်ပြီးเจ้าမှာရှိတဲ့ယဟန်တန်ကားနဲ့เจ้าသားငယ်တွေကိုစာချနေတယ်တဲ့ဒီတော့စာချနိုင်တဲ့ဘုန်းကြီးဟာမြမစာတော်ရမယ်မဟုတ်လားငါသားကျွန်တော်ဒီတဟားဟားရီမောပါသည် ဟုတ်တာအမေရဲ့အိမ်မက်များအစွဲလန်းကြီးလိုဗျာအမေသည်နောက်မဆုံးသူ့ယုံကြည်ချက်ကိုပြန်လဲတင်ပြပြန်သည်ပြီးတော့လေမောင်တောင်းရွှေကအမေကိုဘေးတင်တဲ့လက္ခဏာဟောလိုက်တကွယ်မင်းဟာရွယ်ရောက်လာရင် အပြိုမဟုတ်တဲ့တခုလက်မှတယောက်နဲ့ရှုပ်မဲတဲ့အဲ့ဒီလိုပဲမိမတွေနဲ့ဆက်ဆက်ပြီးရှုပ်သွားရင်ဒီနေ့မင်းဟာ အကျွတ်တရားရပြီးဘုံကြီးဖြစ်လာမဲတဲ့ကဲကျွန်တော်ဒီပြုံးမင်ပြုံးတော်ညာလေ တဟာဟာမရည်နိုင်တော့ပါ အမှန်တကယ်ပင်ယခုအခါကျွန်တော်ဒီမနှင်းဆိုသူအမျိုးသမီးတစ်ယောက်နဲ့ရှုပ်ထွေးနေခဲ့ပါသည်ဤကိစ္စကို ကိုတောင်ရွှေဗေဒလက္ခဏာမဟာဆရာကြီးကသိပါသည်ကိုတောင်ရွှေသည်ကျွန်တော်ဝန်ခွဲညီကိုဖြစ်၍ဘွားကြီးကိုဗေဒင်လက္ခဏာဟောရင် ကျွန်တော်နဲ့အနှင်းချောင်းကို အပိုလှုပ်ထည့်လိုက်ပေးပြီခွေးမသားအကိုတိတ်ဆိုးတယ်လူကျွန်တော်နဲ့တွေ့သောအခါ ကိုတောင်းရှိသည် သူဤကြီးစဲမှုအတွက်ကျွန်တော်ကို တောင်းမှန်ရှာသည်ဟေ့ကောင်ကြီးဟိုတနေ့ကအထုပ်ငါဟောပြောခဲ့တာစိတ်မရှိပါနဲ့ငါကပျော်တက်ပြီးကြီးစဲတာပါတို့ရရင်အမေသည်ကြီးစဲသည် ထင်မည်မဟုတ် ကိုတောင်းရှိကလည်းနမေရဘေးရလက္ခဏာဆရာမို့သူဤကြီးစဲမှုအတွက် စကားအမှားရင်ကိုပြန်လဲနှုတ်မပေးခဲ့ခြင်းကျွန်တော်နှင့်အနေတို့ဤဇလန်းသည် တစားတစားအပုံနဲ့လှိုင်ခဲ့ရာ ကျွန်တော်တို့အတန်းပိုင်ဆရာကပင်တည်သွားပါသည်ခဲကောင်ဘာဖုံးလာပါအောင်ကွာဒီအဟောင်းဆွေးကြီးကိုဖျက်လိုက်စမ်းပါကွာမဲရလူပြူထွတ်ထွတ်ဟိုဟာက အဟောင်းကြီးဒီကိစ္စမဲ့အမိကြရင်ရင်ခွဲမှာညီအကိုတူသားလိုခင်မင်၍ဆရာကပြောရှာသည်တို့ရတွင်ကျွန်တော်သည်နားမထောင်ခဲ့ကြည်ဘဝထူထူမိမဆို၍တယောက်သားလက်ဦးဆရာအနေဖြင့်မြင်ခဲ့ရသောကျွန်တော်မှာဘယ်မှလည်း မနှင်းကိုမေ့ရပါမည်နီ စားလဲသူစိတ်အိမ်လဲသူမျက်နာ စားချက်ပါလဲသူမပြောင်းဩလူပြိုပေါ့ဤပထမမိတော့အရက်နေတူတော်ချစ်ချင်းဝေဒနာကျွန်တော်အတူဆုံးပြောရရင်မနှင်းသည် ရုတ်တရက်သူ့အစဟောင်းနေကမန်းကရန်လိုက်ပြေးသွားလီတော့သည်အမဲမင်းရင်ကွဲလာကြီးရဲ့အမလီကျွန်တော်ဒီတစက်သိမ်းသွားတော့လေ အသေးမိကမငိမ့်ပါစိမ့်လေသူကြီးအားလွမ်းတတတနှင့် စွဲမက်ကြံရစ်ခဲ့၏ဤတွင်အမေကစကားဆလာလေသည် အဖေကတော့ဘာကိစ္စပဲဖြစ်ဖြစ်ဘယ်တော့မှဘာမှမပြောတတ်ပါကဲငါသားမင်းရဲ့အသေးဆွဲကြီးအနှင်းတော့သွားလီပြီမဟုတ်လားဖြစ်ရမယ်ဖြစ်ရမယ်မြမစားတော်ရင်ဖုန်းကြီးပါပဲလေကျွန်တော်ဒီမချိသွားဖြစ်ကြီးမောရပါ၏ ရင်ထဲကမောနေသေးပါတကယ်တော့ကျွန်တော်ဒီမြမစာအေးသားကို ခုံမင်တက်မှတ်မောနေခြင်းမှာ စာရေးဆရာ ဖြစ်ဖို့အဓိကဖြစ်ပါသည် ထို့ကြောင့်ကျွန်တော်ဒီတစားစားဖြင့်ကိုစိတ်ချမ်းသာရာ စာပေရေးသားမှုကိုလောက်ကိုင်းနေခဲ့ခြင်းဖြစ်ပါသည်ဤနေရာ၌မိဘတို့လူဘဝရုန်းကန်မှုအခြေအနေပေါ်တွင် သူတို့၏မြေတားစေတနာကို လေးစားလောက်ပါသည်တချို့မိဘများသည် သူတို့ဤသာစာရေးဆရာလုပ်မည်ဆိုကဝိတုဆောင်ပါကြပြာရေးသားနေသည်ကို တွေ့လျင်များစွာစိတ်ဆိုးကြပြီး ခွေးကလေးတော်လိုက်စမ်းဒီစာရေးဆရာအလုပ်ဟာထမင်းငတ်မဲ့အလုပ်စုပ်ပစ်လိုက်စမ်းစာမှုတွေခွေးကလေးဟူ၍တားမြစ်ကျိမ်းမောင်းကြပေမည်ကျွန်တော်မိဘများကဤသို့မဟုတ်ပေသူတို့သည်စင်းရဲရှာသောတားတယောက်အတွက်ပို၍မစင်းရဲနိုင်သောစာရေးဆရာအလုပ်ကို တားကလောက်ကန်ကြိုးစားနေခြင်းကိုခွင့်လွှတ်ကြသည့်အပြင်လိုလားစွာပင်ချီးမြှောက်အားပေးကြပါကုန်၏အဘဲကြောင့်ဆိုသောကျွန်တော်သည်ပြည်တော်စုတရင်စာတွင် ရုပ်ရှင်အကြောင်းများနှင့်မေတ္တနှင့်အကယ်ဒမီအကြောင်းကိုရေးသားရင်တနေ့တွင်ဆောင်းပါးက200နီးပါးရရှိလာလေသည်ထိုငွေများကို အမေအားပေးသောအခါအမေသည်ဝမ်းသာလှပြီးဟေးစာရေးလို့ရတယ်ဟုတ်လားသား อืมကောင်းတယ်ကောင်းတယ်မင်းရဲ့စာရေးတဲ့အုံနောက်ညံပို့ပြီးကောင်းမွန်လာအောင်ဒီစာရေးကလည်းကနေပြီးဘုံကြီးသုံးမအတွက်စုံဟင်းချက်ပြီးចောင်းပို့ပေးပါမယ်ကွယ်ဟုတ်ပီတီဖြစ်စွာ ပြောခဲ့ပါသည်ကျွန်တော်ကုံယူပါ၏ဤတို့ပင်ဖြစ်စေအမေသည်ကျွန်တော်ဤဘဝရုံးကန်လှုပ်ရှားမှုများကိုတစိမ့်စိမ့်ကြည့်ရင် သူဤစိတ်ထဲတွင် ကြီးမားခိုင်မြဲစွာသောတစ်ဖက်သက်မှတ်ချက်တစ်ခုကိုအစွဲလန်းကြီးမားစွာအောက်ပါတိုင်း မစုံမဆိုင်ပင်ထင်မြင်ယူဆထားပါသည်လူဝတ်ဘဝတွင်စာရေးဆရာဖြစ်ပြီးတနေ့ဘုံကြီးဘဝတွင် စာချပုဂ္ဂိုလ်စာချဆရာဖြစ်ရမည်ဟု တွေးတောနေခြင်းပင်ဖြစ်သည်ယခုတော့ကအစိုးရလုပ်ငန်းအပြောင်းရွှေ့ကြောင်းကျွန်တော်နှင့်အမေသည် မိုင်မောင်းတရားနီးပါ ဝေးကွာသွားခဲ့ပါသည်ကျွန်တော်သည်ဝါသနာကိုစွန့်၍မရတစားတစားရေးသားရမှကျေနပ်နေစေပင် ဤရတော်တွင် အမေသည်ကျွန်တော်ထံစာတတော်များများရေးခဲ့သည် သူစာအလုံးမှာများသောအားဖြင့်ကျွန်တော်သည်မိန်းကလေးများနှင့်ရှုံပြီးရှုပ်ခဲ့လေသည်မျှအိမ်တော်မကြရပဲနောက်ဆုံးအကျွတ်တရားရကယဟန်းဖြစ်မည်ဟု၍သာဖြစ်၏ကျွန်တော်သည် အမေသဘောတရားအစွဲလမ်းများကိုစဉ်းစားရင်းကျွန်တော်၏လက်ရှိချစ်သူအားကြည်ရင်ရင်ဝယ်မောခဲ့ရပါ၏ပင်ပန်းခဲ့ရပါ၏ ဘဝသည်အမားနှင့်တွေ့ခဲ့နိုင်ပါ၏ထိုအမားကိုပြုပြင်ပြီးနောက်အမန်သည်ရောက်ရမည်သာသည်မနှင်းကိစ္စကြောင့်အမေသည်အိမ်မက်အားကိုး၍၎င်းကိုတောင်းရွှေ၏လက္ခဏဗေဒကိုယုံကြည်၍၎င်းကျွန်တော်အားတစ်ဖက်တန်တရက်သည်မှတ်ချက်ချထားခဲ့ပါသည် ကျွန်တော်နှင့် ကျွန်တော်ချစ်သူတို့သည်ဤကိစ္စကိုတိုင်ပင်ရင်းအဖွားကြီး၏အစွဲလန်းကို အာတဆန်းဆန်းမှတ်ချက်ချခဲ့သည် နောက်ဆုံးကျွန်တော်ဒီချစ်သူနေအချင်းချင်းတိုင်းမင်ကအောက်ပါတိုင်းအမေထံစာရေးလိုက်တော်သည် အမေတားဟာမိမရီနဲ့ရှုပ်ပြီးအိမ်အောင်မကြပဲတနေ့အကျိုတရားနဲ့ဘုံကြီးဖြစ်မယ်လို့အမေပြောခဲ့တယ်မဟုတ်လားအခုလေတားရောက်နေတဲ့မြို့မှာလဲမိမတယောက်နဲ့ချစ်နေကြပြီအမေအခုဟာတော့အိမ်အောင်ကြကြပြီးမှနောင်ကွဲရင်လဲကွဲပါစေပေါ့မမေအခု လက်ထက်ခွင့်ပြုပါအမေအဲ့ဒါတားတို့ယူကြတော့မယ်ယူမယူကို အမြန်ဆုံးအမေထံမှအကြောင်းကြပါတားမောင်ဘာဖုံထိုးစားထည့်ပြီးနောက်လေးရက်ခန့်ကြာသောအခါအောက်ပါအတူဆုံးကျင်းနှံတဆောင်သည်ကျွန်တော်ထံသို့ ရောက်ရှိလာလေတော့သည်ထိုးကျင်းနှံစာကိုဖတ်ကြပြီးကျွန်တော်နှင့်ကျွန်တော်ချစ်သူတို့မှာတဝါဝါရီမောကြတော့သည်ကျင်းနှံစာမှာဖုံကြီးဖြစ်မဲ့အတူတူ ယူလိုက်ဟု၍ဖြစ်ပါတည်း။အော်အမိတ်အစွဲလံအမိတ်အစွဲလံနားဆင်ပေးသူအားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရရှင်။